ကြမယ်သိလားဟာအခုခေတ် main ကလေးတွေပါငါတကယ်ကိုချင်းစကိုချင်းစာမငါကိုတိုင်းနဲ့ခံမှုတဲ့အတွက်ကြောင့်တင်ငန်းစာအနေနဲ့ငါပြောပြမယ်အလုံးပဲမင်္ဂလာပါများကျွန်တော်ကတော့လူကြီးမင်းတို့အတွက်ဗီဒီယိုတွေကိုခြားဖွေတင်ဆက်ပေးနေတဲ့ကိုဆိုင်ဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်ကန့်သက်ချက်လေးတစ်ခုရှိပါတယ်ဒါကတော့ကျွန်တော်ဗီဒီယိုအားလုံးဒီဒီကနေ့အတွက်ယောက်ျားလေးတွေတည်တံ့ကြည့်ပါ main ကလေးတွေလုံးဝလုံးဝမကြည့်ပါနဲ့အထူးသဖြင့်ယောက်ျားလေးတွေဖြစ်နေတော့မှ session နဲ့ out တွေမကြည့်ဘူးပြောရှင်ပါတယ်ဆိုတော့ခုံးစံတိုင်းတော်လို့လို့အမျိုးသားကောင်းအပေါင်းသူတော်ကောင်းတို့နေနေရတော့ဗီဒီယိုလေးကိုထွားကြည့်လိုက်ကြအောင်ဗျာโอเคအဆောက်အအုံကတော့နည်းနည်းလေးထမင်းမစားတဲ့အကြောင်းလေးအရင်ဆုံးပြောကြပါဦးဗျာနောက်တော့ကြည့်အောင်နောက်တော့ကြည့်အောင် လုံးဝထမင်းမစားဘူးနဲ့နှစ်ရှိပြီနေ16အ16နှစ်တောင်ရှိပြီအဲ့အနှစ်20လောက်ရှိထမင်းလုံးဝမစားဘူးကွယ်ဆိုတော့ဆိုတော့အနှစ်20လောက်တောင်ရှိသွားပြီထမင်းမစားဘူးဆိုတော့ဒါတော့ထမင်းမစားတော့ဘာစားလဲညီမလေးဇွန်လားဇွန်တစ္ဆာလားနားမလဲထမင်းမစားတော့ဘာစားလဲတကူရရလဲထမင်းကိုမစားကြည့်ဟုတ်အဓိကထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲသိဘူး အဲ့တော့အဲ့တော့ဘလို့လဲငကိုတရားကိုထမင်းမစားချင်ဘူးထမင်းနဲ့ဟင်းနဲ့ဘလို့စားရလဲမသိဘူးဆိုတော့အာညီမလေးမိလာတန်စင်နော်ကိုကြီးပြောပြမယ်ကိုပြောထမင်းကိုလေအရင်ဆုံးတေရှာလေးစိတ်တန်းကြဖြစ်အောင်နဲ့နေပြီထမင်းပစက်သေးကိုအရင်ဆုံးထည့်အဲထည့်လို့ပြီးပြီဆိုမှဟင်းတွေကိုလေငပိရည်တွေဘာညာတာကအတုမျိုးတွေအဲ့ဒါတွေငုံဆုံတွေကိုချိတ်ချိတ်ပြီးတော့လောင်းထည့်လိုက် ဲ့ဒါမြန်မာထမင်းစားနေပဲတိလားဟမ်အဲ့နဲ့ကွာမြန်မာပြည်နေပြီးတော့ထမင်းဘလို့စားမှမသိဆိုဟိလွတ်ထားလဲကြည်ကျက်လွတ်ယူတာလဲကြည်ကျက်ယူမြန်မာထမင်းအဲ့လိုမမင်းနည်းနည်းဖြတ်သိမ်းနေထားရကြောက်ကြတော့မြန်မာထမင်းမသိဘူးအင်းဆိုတော့ဒီတက်ကမြန်မာထမင်းမြင်ကြက်သိန်းအောင်ထားတယ်ကြောက်တယ်ဆိုပါလေထမင်းတဲဝင်စားလိုက် ထမင်းလုံးတရေဝင်စားပြန်ပြီလားစင်းစစားကိုမလုံးကြောက်နော်အဲ့တော့ကျွန်တော်တို့မြန်မာပြည်မှာနေရတာဒီအဲ့လိုမျိုးပေါက်ပန်း40ဒီရှိနေလဲလုံးဝအပြင်းနေပြင်းနေကြတာဘယ်နဲ့လဲမြန်မာပြည်နေရကန်ကောင်းနေမလားကျွန်တော်လောကငပိအိနန်ကလောကခံလို့မရကျွန်တော်ငပိအိနန်နဲ့ကျွန်တော်နဲ့တိုက်ရိုက်တွေ့ကျွန်တော်မူးပါလဲတာဟုတ်လားဆိုတော့ဒီလိုကောင်ကလည်းရှိသေးတယ် ငပိအနံကိုလုံးဝခံလို့မရငပိအနံကိုရရင်မူးပါလဲတာอืมသူတော့ငပိမကြိုက်တာတော့ဘာမှပြဿနာမရှိမကြဲသူရှိကောင်းရှိလိမ့်မယ်အာမြန်မာသမီးဖြစ်တဲ့အတက်မြန်မာသမီးကိုကြိုက်တဲ့သူကတော့အများကြီးရှိတယ်ဒါပေမဲ့ငပိမကြိုက်တာတော့သူသူကိုကြက်ရှင်မှကြိုက်မဲ့တာပြဿနာမဟုတ်ဒါပေမဲ့ငပိအနံရရင်မူးလဲသွားတယ်ဆိုတော့တော်တော်ဆော့ဖွက်ပြောင်းတာပဲကောင်းတယ်နော်ဟမ်ပြောင်းလဲဆိုတော့ဗားတယ်စတိပဲကောင်းတယ်သူကမင်းတို့လုံ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 းနဲ့ကွာနော်တကယ်ကိုလုံလုံးနဲ့ကြက်စင်းစားကြည့်ကွာ16နှစ် ထွင်းစားဘူးเนาะထွင်းစားဘူးတရှိပြီပဲစားတာကတော့ပါရဲ့เนาะကျွန်တော်ဗီဒီယိုကြည့်နေတယ်ထမင်းစားရင်ဆိုရင်เนาะကတော့ပါရဲ့เนาะအဲစကုတ်နှစ်ထမင်းမစားဘူးပါစားလဲအဲအဲ့ဒါစားတယ်နောက်တယောက်အဲမောင်လတန်စီမီလာတန်စီနော်ဘာဖြစ်လဲထမင်းကိုထမင်းနဲ့ဟင်းကိုဘယ်လိုစားမှန်းမသိဘူးတဲ့နော်တကယ်တကယ်နောက်တော့ပေမင်းကြောင်ကြောင်လည်းဝါတုတ်လည်းမသိပြောသားလိုက်တယ်ပါလေမြန်မာထမင်းကိုမြင်လို့ရှိရင်စက်သိန်းတောင်ထားတယ်ဟမ်ပါလေထမင်းလုံးတရေဝင်စားရတယ်ဟုတ်တယ်နော်တကယ်တကယ် ဒါကတော့ဆွမ်းနာပြောခဲ့တဲ့ဗီဒီယိုပိုင်စာအနောက်တော့ဆိုးတာကငပိအမြင်မူးလေးတဲ့ကောင်တစ်ကောင်တကယ်ပါကောမြမပြည်မဲ့နေရတယ်အဲ့လိုမျိုးပေါက်ပန်းလေးစက်ပေါက်လို့ပယ်စားကောင်နေရှိတာဟင်တန်ကောင်းပါရဲ့နော်ကျွန်တော်မြန်မာပြည်မှာနေရတဲ့အကျိုးကျေးဇူးအဲ့လိုမျိုးယတပေါင်းစုံကနေပြီးတော့ဒီလူတွေကိုပျော်ရွှင်အောင်ထားပေးတာဒါဆိုအမေကမြန်မာပြည်မှာနေရတာတန်ကောင်းတာပေါ့နော်မြန်မာလေးနဲ့အတူတူ coffee daily တစ်ခုလောက်သွားလို့ရမလားဟုတ်ကဲ့တက်တာဘယ်လောက်မှုလဲ ။ဘာနဲ့မှတော့3-4000တော့ရှိတယ်။အင်းကိုကလည်းမူးလိုက်တယ်။အဲ့ဒါပဲအဲ့ဒါပဲ။ကျွန်တော်အမြဲတမ်းပြောနေကြခေါင်းကြီးတွေနော်အမျိုးသားကောင်းအပေါင်းသူတော်ကောင်းတွေကအမြဲတမ်းအမြဲတမ်းအမြဲတမ်းပြောနေကြစကားမြင့်ချီတယ်။အဲ့ဒါပါလဲဆိုလူကြီးမင်းတို့လောက်ရမှန်လောက်ရသည်ပတ်စံပဲရှာ။တို့ကနားလေနော်။ပတ်စံကရှာ။ပတ်စံရှိလို့ရှိရင်နော် အရာရာတိုင်းမဟုတ်ဘူးဆိုရင်နော်တော်တော်များများကိုဖန်ပြီးလို့ရတယ်။โอเค ဆက်ရှိနှစ်ပြည့်တဲ့ကောင်မလေးကိုလူချင်လားဆက်ရှိနှစ်ပဲရှိတဲ့ကောင်မလေးကိုလူချင်လားပတ်စံရှိနေဖို့လိုတယ်ဒါလို့ဒါလို့ဘာဖြစ်နေရမဆန်းမရှိပါဘူးနိမ့်နေလားအဝေးပေါက်ကြတာဟုတ်ပါရဲ့ငါသိတာကဘယ်ဘက်ကောင်မလေးရှိအားဖူပါလိမ့်อืมနင်မလေးကတောက်တာများပြီးတော့တင်ဆောင်ထိုးကြီးအိတ်နေရတယ် ဲ့ဒါပြောပါတယ်အဲ့ဒါပြောပါတယ်နော်ဗီဒီယိုအစမှကျွန်တော်ပြောခဲ့တယ်ကျွန်တော်ဗီဒီယိုအားလုံးဒီဒီကနေ့အတွက် main clip လုံးဝမကြည့်ပါနဲ့ဆိုတာဒီလိုမျိုးအရာကြောင့်လက်နဲ့ပါနော်မူးမူးနဲ့တွားပြီးတော့လင်မြန်းနဲ့အောင်အဲသူတို့ဘာသာသူတို့မူးပြီးတော့အိတ်ပြော်သွားတဲ့အချိန်မှာဘလူအိတ်လဲစောက်ထိုးကြီးအိတ်တော့အထက်နှခမ်းနဲ့အောက်နှခမ်းလွဲတာပြီလားအဲ့တော့အထက်နှခမ်းမှာနှခမ်းမွေးမရှိပေမဲ့ နာမပါတဲ့အမှုပညာအစ်စ်ကျိုင်းဝေဟာဘုံတံဘူထားပါရဲ့မရနိုရရဲ့ ဆိုတော့ဆိုတော့ဘလို့လဲအမှုပညာရှင်တမဘလောက်ထိစစ်လဲဆိုတာကျွန်တော်မြင်တဲ့အတိုင်းပဲနော်အကာတနာလုံးဝကင်းကင်းနဲ့တီဆိုသွားတာဆိုတော့ဇုံဝင်းထွေရဲ့အနိုင်မဲ့တခြင်းဆိုတာတော်ယုံတယုံလူတွေလိုက်ပြီးတော့စုံနိုင်တဲ့အနေထားမှာခြိတာမဟုတ်ဘူးအလိုလိုကြက်သိန်းတော်ထားနော်ကျွစီဘလို့လဲကြိုက်တယ်ဗလားပေပွဲမှာဘလို့တက်ဆူရတော့မသိဘူးအခုစုံသွားတဲ့သူရဲ့အတန်ပါဝါကတော့လုံးဝမလေးစားပဲမနေနိုင်ပါဘူးโอเคဆိုတော့ ကျွန်တော်ဒီညအတွက်ဗီဒီယိုလေးကိုဒီလောက်နဲ့အဆုံးသတ်ရှင်ပါမယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ညီကိုမောင်နှမမိတ်ဆွေတယောက်ချစ်စီတိုင်းတနေ့တာပင်မနေတဲ့အရာအလုံးခဏတာဖြစ်ဖြစ်ဖြီးဖြောင်းနေကြပါတယ်ခင်ဗျာ။ဆိုတော့နှုတ်ဆက်ပါတယ်။ Bye bye ။